တကယ်တော့မောတော်ကြာသွားလာမင်းဟုတ်ပါတယ်မောတော်မောတော်မျိုးကိုဒီ KNL PDF နဲ့ BBL ကိုအောက်ဖွဲ့ရရသွားပါတယ်ပြီးတော့မောတော်ကကျွန်တော်မေးကြည့်တယ်အင်အားဘယ်လောက်ရှိခဲ့ဘူးလဲတဲ့ကျွန်တော်ဆိုတတ်မှာပါအဲ့မှာမောတော်မှာအင်အား20 30ပဲရှိတာတဲ့သူတို့ထုတ်ပြန်တဲ့အယောက်40လောက်မိတယ်ဗျာညာပြောတယ်ပုံနေမှာတော့ဘယ်လောက်မှလုံးပါဘူးပုံမှာဖြင့်10ယောက်ကျော်လောက်ပဲတွေ့တော့တစ်ဖက်ကအောင်မဲခံတာတော့အောင်မဲခံပါစေဒါကတော့သူတို့ရဲ့တဘာဝပါသူတို့အောင်မခံရတော့သူတို့ဘက်ကလည်းသူတို့ပဲအောင်မခံပါလားမမပါဘူးဒါတော့ကျွန်တော်သိပြောလို့ပေါ့အကောင်းတဲ့ကိစ္စအောင်မခံကြပါကျွန်တော်ကနောက်ဆိုရင်မလုပ်အောင်လဲဆိုတော့အေး ဘာလို့ရမလဲဆိုတော့နောက်ဆုံးကျွန်တော်တို့ဒီတရင်တရင်ကြောင်ကြခင်ရတယ်တူဝေဝေတူဝေဝေတူဝေဝေအဲ့ဒီလိုထူရမယ်နေတာဖြစ်နေပြီဗျာဟိုမလေးပြေးသွားတာဟေးတော့ကျွန်တော်တို့ဒီကနေ့နိုဝင်ဘာလ15ရက်နေ့မနေ့ပိုင်းတစ်ဖြတ်ပေါ့နော်မနေ့9နိုင်ကိုရ7နိုင်လောက်ထိအောင်နောက်ဆုံးသိရတဲ့သတင်းတွေကတော့ တိတ်ပြီးတော့များစားမရှိပါဘူးမနေ့ကညကလည်းကျွန်တော်ဗီဒီယိုပိုင်းတင်ပေးတဲ့အချိန်လေးတော်တော်လေးကိုနောက်ကျသွားပါတယ်ဗီဒီယိုပိုင်းတင်တဲ့အချိန်မှာကျွန်တော်ပဲအချမ်းမှာအခက်ကလေးတွေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ထင်တယ်ညစင်နိုင်တော့ကြော်သွားမယ်နေတူပါတယ်အဲ့တော့ တတော်များမကြည့်ရသေးတဲ့မုံမလေးမင်းညာရုပ်တိုင်ဗီဒီယိုပိုင်းမှာညာ9:00နာရီထိသတင်းတွေပေါင်းချုပ်ကိုတော့7မိနစ်စာ73မိနစ်စာလောက်တတော်များသတင်းတွေကိုပြည့်ပြည့်စုံလေးကျွန်တော်ဖတ်ပြထားပါတယ်မကြည့်ရသေးတဲ့မုံမလေးတွားရောက်ပြီးတော့နားထောင်လို့ရပါတယ်ကဲတော့ဒီကနေ့မနေ့ကတော့မင်းညာ9:00နာရီခွဲ7နာရီနောက်ပိုင်းကနေအခုမနေ့အထိဆိုတော့ကသတင်းတွေကတော့တိတ်ပြီးတော့များများဆဆတော့တက်မလာဘူးဒါပေမဲ့လည်းပရမအုပ်ဆုံးသတင်းပုတ်ဆိုရင်တော့ အခုလောလောဆယ်မှာရှမ်းမြောက်ဘက်မှာအကြမ်းဖက်စစ်ခွန်းတပ်နဲ့ MMD တို့ဟာစစ်ရေးတွေပုံမူပြီးတော့တင်းမှလာနေရလို့သိရပါတယ်။ဘေးနားမှာကျွန်တော်ရုတ်တံပြိုပန်းတဖို့ခြာပြီးသားတယ်။အဲ့ဒါကတော့ MMD ထင်းချုပ်ဒေသကနေဖြတ်လာတဲ့ကုန်ကားတွေကိုစစ်ခွန်းတပ်ကလည်းတားဆီးတယ်။ဒီပြင်တီဘောဒရာကိုလည်းဖြတ်တန်းခွင့်ကို MMD ဘက်ကစစ်ခွန်းတပ်ကပါနှစ်ဖက်လုံးကိုပိတ်ဆို့ထားတယ်လို့သိရပါတယ်။ လာရှုမြို့နာမှာတက်ဆွဲထားတဲ့ MMDA တွေကိုတက်ဆုပ်ပေးဖို့စစ်ကောင်စီရဲ့တောင်းဆိုမှုကိုအဆင်ပြေဖြစ်တဲ့နောက်မှာနှစ်ဖက်ဆက်ဆံရေးတွေပုံမတင်းလာပြီးတရုတ်ဘက်ကဝင်လာတဲ့ကုန်ကားတွေကိုစစ်တပ်ကလည်းပြန်ပြီးတော့လှည့်ခိုင်းသလိုလာရှုတေဘောကြားကဒုထောက်ပြည်မိကူတရားကိုလည်းနှစ်ဖက်လုံးကပိတ်လိုက်ပါပြီဆိုပြီးတော့ဒေသခံတွေကလည်းပြောပြထားပါတယ်မင်းညာလည်းကျွန်တော်အဲ့ဒီကိစ္စကိုတချို့တွေထည့်ပြီးတော့ဖတ်ပြသွားတယ်အဲ့တော့ အခုတင်းဦးနေဆက်ကနေကိုကန့်ကိုဖျက်လာတဲ့ကားလေးကိုလာရှုကနေဆက်ကဆက်ကပိတ်တယ် MMD ကလည်းဒီဘောဒရာကိုပိတ်ပစ်တယ် MMD ကအဲ့လိုပိတ်တော့လဲစစ်ကောင်စီဘက်ကလည်းဒီဘောမျိုးပဲနောက်ထပ်အချမ်းဘက်ကနေထပ်ပြီးတော့ပိတ်တယ်အဲ့တော့အပြန်အလှန်တွေပိတ်ကြဖို့ပါနော်အဲ့တော့လောလောဆယ်မှာအခြေအနေကတော့ပိတ်ကားပေါ်မှာပဲစောင့်ကြည့်ရတော့မယ်ဆိုပြီးတော့ဒီဘောမျိုးကန်တူကလည်းပြောပြထားပါတယ်အဲ့တော့အားလုံးဒီအတိုင်းပဲဒီလာရှုမျိုးအနည်းမှာတက်ဆွဲထားတဲ့ MMD တက်တွေကိုပြန်လဲစုခိုင်းဖို့တော့ ပြန်ခဲ့တဲ့ကျွန်တော်နိုဝင်ဘာလ17ရက်နေ့ကလားမသိဘူးလာရှုမှာရှိတဲ့စင်နဂေါဟိုတယ်မှာအမေရိကန်တရုတ်နိုင်ငံကူမင်းတွေ့ဆုံဆွေးနွေးပွဲတွေမှာစစ်ကုံစီဘက်ကတက်ရောက်နေရှိတဲ့ဒါကိုကိုဦးကိုတိုင်တက်ရောက်ပြီးတော့ဆွေးနွေးခဲ့ပြီမဲ့လဲ MMD ကလုံးဝကိုညှင်းပယ်လို့ဆွေးနွေးပွဲတွေပြတ်သွားပြီးတဲ့နောက်ဟိုဘက်ကလည်းပိတ်လိုက်ဒီဘက်ကလည်းပိတ်လိုက်နဲ့ MMD ကလည်းအင်အားတွေထပ်ပြီးတော့ ထပ်မံတိုးပြီးတော့ဖြည့်တင်းရလို့သိရပါတယ်လောလောဆယ်မှာတော့စစ်ခွေးတန်းနဲ့ MMD တို့ဟာနှစ်ဖက်ကျွန်တော်တို့စီရေးတွေတင်းမှနေပါတယ်ဆိုတော့အချိန်လေးပါပဲအလားတူပဲမင်းညားလည်းရွှေပြည်မြေ new agency ကလည်းထပ်ဆောင်ဖော်ပြထားတာတော့ MMD ကိုအခုလာရှိုးတီဘောပြည်တော်စုလမ်းမကြီးကနေအခုလနိုဝင်ဘာလ20ရက်နေ့နောက်ဆုံးထားပြီးတော့ဒါစစ်ကုံစီကတော့ဖိအားပေးပြီးတော့စုခိုင်းနေရလို့သိရတယ်။လာရှိုးတီဘောလမ်းတစ်ချောင်းလုံးဒီလ20ရက်နေ့ နောက်ဆုံးထားပြီးတော့ပြန်ဆော့ကိုင်းတာကိုကိုကန်းကလုံးဝကိုလက်မခံပါဘူးတဲ့သူတို့နေမီဘယ်နေရာမှမပေးနိုင်ဘူးတဲ့စစ်ကုံစီကတော့တရုတ်အားကိုးနဲ့ပဲလုံနေတာဆိုတော့ကကျွန်တော်မင်းညာပြောပါတယ်ဘလို့တွေပဲသူတို့နှစ်ဖက်စီးရီးတွေတင်းမှတင်းမှ20နှစ်နောက်ဆုံးပဲထားပြီးတော့ဆော့ကိုင်းဆော့ကိုင်းသူတို့ရဲ့ခေါင်းကင်ဖားကင်တရုတ်ကိုယ်တိုင်ဂျောင်းဝင်ညှိနှိုင်းဆေးဆက်ပေးလိုက်တော့ကဲလာမင်းတို့ငယ်ချူကြီးနှစ်ကောင်လားမင်းကတော့ဒီနေရာကိုပြန်ဆော့မင်းကတော့ဒီနေရာကိုယူဆိုပြီးတော့ နှစ်ဖွဲ့လုံးကတော့စီဗလင်းတွေကိုခါးကြားထိုးပြီးတော့တရုတ်ကြီးလုံးသမျှကိုငြိမ်းခံနေရတဲ့နှစ်ဖွဲ့လုံးဆိုတော့ကကျွန်တော်ကတော့အဲ့လိုပဲခဲမေပြောပါတယ်ထချမဲ့ကိစ္စတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးနှစ်ဖွဲ့လုံးကလည်းတရုတ်ပထွေးကောင်းကင်ဖခင်တရုတ်ကို မလုံဆန်ရတဲ့နှစ်ဖွဲ့လုံးဆိုတော့ကဲတော့ဒါတော့သတင်းအနေနဲ့ပဲကျွန်တော်ထည့်ပြီးတော့ဖတ်ပြတော့ပါတလက်စာတဲ့နောက်ထပ်ဒီနေ့မနေ့မှတက်လာတဲ့သတင်းပုတ်ဆိုရင်မွေးရစာဂိုင်းကောင်းဆောင်ကြားဖြန့်ဂိုင်းကောင်းဆောင်လူသက်သမားမင်းအောင်လိုက်ကဖန်မြို့ကို လာရောက်မီဖြစ်၍ BGN အပါဝင်စစ်ခွေးတပ်နှင့်အစဉ်ပြေတဲ့ကရင်လက်နက်ကင်များမျိုးတွေကိုမလာရအမိန့်ထုတ်ပြီးတော့ဖမ်းတခွင်လုံုံရေးအထူးကိုတင်းကျပ်ထားပြီးတော့ ARV တိုင်းမူဘီမှာလဲစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်ဖွံ့ဖွဲတွေတဲ့ဦးမလို့သိရပါတယ်မူဘီကိစ္စကိုတက်ပြီးတော့စိတ်ဝင်စားပြီးမဲ့ဖမ်းမှာမင်းအောင်လိုက်လာရောက်မီဆိုတဲ့အတွက်ကြောင့် BGN ပါဝင်စစ်ခွေးတပ်နဲ့အစဉ်ပြေတဲ့တခြားလက်နက်ကင်တပ်ဖွဲ့တွေဥမာ DKB လိုပုံစံမျိုးတွေ တခြားအဖွဲ့တွေကိုကရင်လက်နက်ကင်များမျိုးတွေကိုမလားဆိုပြီးတော့အမိန့်ထုတ်ထားတယ်ဆိုတော့ကပြောချင်တာတော့လူရမသွင်းတာပေါ့နော်မင်းတို့ကောင်တွေကြားဖြတ်လုံနေတဲ့ကောင်တွေငါနဲ့ခက်ခင်းခင်းနေမင်းတို့လည်းနိုင်ငံတကာအမေရိကန်မှာအခုဆိုရင်ကြားဖြတ်နေနေအဖွဲ့တွေပါ ဖွဲ့စည်းပြီးတော့ DGB ကကျွန်တော်စောစောင်းလို့စောစင်ဝင်တဲ့အုပ်စုကိုလည်းပုံဝင်နေနေပဲတန်ခတ်ပိတ်ဆို့အရေးယူရတဲ့အတွက်ကြောင့်မင်းအောင်လာရတော့လူရမသွင်းနေတဲ့အတွက်ကြောင့်မင်းတို့ BGN နဲ့စစ်ကူတန်းနဲ့အဆင်ပြေတဲ့တခြားကရင်လက်နက်ကင်ဘယ်ဖွဲ့စည်းမှုဆို ဖန်မျိုးတွေကိုလာရောက်ခွင့်မရှိဘူးဆိုပြီးတော့အမိတ်မှထုတ်ထားတယ်ဆိုတော့ကလောလောဆယ်မှာဖန်ကိုလာပြီးတော့တောင်ကလေးရှိုံကိုလည်းတွားဖို့ရှိတယ်ဒဏ်ရာရစစ်ခွေးတွေကိုလည်းတွားပြီးတော့တွေးဖို့ရှိတယ်ဆိုပြီးတော့ကရင်စည်ရည်တင်းမြစ်တွေကလည်းပြောပြထားပါတယ်အဲ့တော့မင်းတို့ဒီလောက်ထိတော့မှလူရမသွေးမင်းနဲ့အခုလည်းကြားပြန့်ကိစ္စရင်နဲ့အမေရိကန်ကိုထိုးကျွေးလို့မယ်ဆိုတော့ကမင်းတို့ကောင်ရီသား BGN နဲ့ DGB ရဲ့ကောင်တွေညီရင်းဆိုရင်တော့မင်းအောင်လည်းတခါလဲဖန်မာတွေ ိစ္ဆာအမြင့်ဖြတ်လို့ရတဲ့အခွင့်အရေးတွေအများကြီးရှိပါတယ်အဲ့တော့အခွင့်အရေးဆိုတာနှစ်ခါမရပါဘူးဒါကတော့ကျွန်တော်တို့အရက်သားပြည်သူတယောက်အနေနဲ့တွေးကြည့်တာလေးကိုပြောပြတာပါအဲ့တော့နောက်ထပ်ကျွန်တော်တို့တိုက်ပွဲသတင်းတွေပဲကိုလှည့်လိုက်အောင်ပါအဲ့ဒါတော့မင်းညာညောင်းဝဲမှာတက်လာတဲ့စကိုင်းတိုင်းဒဇန်နဲ့ရွှေဂျင်တို့မှာစစ်ခွတ်တက်စစ်ကြောင်းနဲ့တက်ဆွဲထားတဲ့နေရာတွေကိုတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်းတိမ်ဆုံပြီးတော့တနတ်တလက်ကိုလည်းတိမ်စီရရှိတယ်လို့သိရပါတယ်ဘေးနောက်မှာပဲ တရင်အပြည့်စုံကြီးခြာပြေးတော့ပါတယ်ကဲတော့နောက်ထပ်မွန်ပြည်နယ်ရင်းမြွနယ်ဘက်ကတရင်ကောင်းတပုတ်ဆိုရင်လဲမွန်ပြည်နယ်ရင်းမြွနယ်ကနေကမော့ရွာနေစစ်ကြောင်းထိုးလာတဲ့စစ်ခိုးတပ်ကိုတိုက်ခတ်မှုမှာစစ်ခိုးတပ်ဘက်ကစစ်သားတဦးသေဆုံးပြီးတော့နှစ်ဦးအပြင်းထန်နေဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲတွေဖြစ်ပေါ်ပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်တွေကတော့ထိခိုက်မှုရှိ ပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရတယ် ရင်းမြုံနဲ့မြောက်ပိုင်းကနေကမောရွာအနီးကိုစစ်ကြောထိုးလာတဲ့စစ်ခွေးတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲကတော့နှစ်ကြိမ်ဖြစ်ပွားတယ်အကြံဖက်စစ်ကောင်စီဘက်ကတပ်သားနှုတ်ဦးအပြင်းထန်ရရှိပြီးတော့တဝူးတိတ်ဆုံးနေဆိုပြီးတော့လောလောဆယ်မှာပြောရေးဆိုခွင့်ရှိသူမိတ်တလညံကတော့ပြောဆိုထားတဲ့မွန်ပြည်နယ်ရင်းမြုံနယ်ဘက်ကနောက်ထပ်သတင်းကောင်းအပြည့်အစုံလဲဘေးနားမှာပဲခြာပြေးတော့ပါတော့ကဲတော့နောက်ထပ်သတင်းပုတ်ဆိုရင်ဒါတော့မနေ့ကညနေပိုင်းလေးကညအိုးပိုင်းလောက်ကတက်လာတဲ့သတင်းပါပဲကျွန်တော်ဖတ်ပြပြဖို့ မေးကြံခဲ့တာပါအဲ့ဒါတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာအသက်16နှစ်ရွယ်ခလင်းအမေကိုအကျန်းဖက်စစ်သား၃ကအုပ်စုဖွဲ့အရမပြုကျင့်ပြီးတော့ဓာဖြစ်၆ချက်တောင် ထိုးတက်ခဲ့တယ်လို့သိရပါတယ်အဲ့တော့စစ်ကိုယ်တကကောင်တွေရဲ့မယမ်းရှုံးမှချက်တွေကတော့ပြောစရာစကားလုံးမရှိဘူးဆိုတော့အပြည့်ဆုံးကတော့ပြီးခဲ့တဲ့ကျွန်တော်လူဝင်ပါလာ၄ရက်နေ့ညနေပိုင်းကတောင်ပူမြို့ကနေတန်တောင်ကြီးမြို့ကိုထွက်ခွာလာတဲ့ ဘရင်တော်တံမြို့တင်းတန်းကျောင်းလုံုံရင်းနဲ့ပူပေါင်းတက်124တန်ရဲ့အကျန်းဖက်စစ်သားတွေဟာစနေကုန်းကျွော်တွေမှာဝင်ရောက်ညာဤတဆွဲခဲ့ပါတယ်တဲ့အဲ့လိုတဆွဲလာကြည့်မှာစစ်ကြောင်းတွေကအကျန်းဖက်စစ်သား၃ယောက်ဟာကျွော်နေအသက်16နှစ်ရွယ်နော်ထီထဖောခနော်ငင်းငယ်နေကိုဝင်ရောက်ပြီးတော့အုပ်စုဖွဲ့အရမပြုခြင်းကလယ်ဘေးနဲ့ရင်ဦးနေရာတွေကိုမသိမချင်းဓာတ်နဲ့၆ချက်တောင်ထိုးတက်ခဲ့ကြောင်းသိရှိရတယ်တဲ့တိမ်ဆုံးသူ နော်ထီထားဖို့ခနော်ငင်းငယ်မှာအသက်တနည်းနဲ့နှစ်လရွယ်ခလေးငယ်ကျန်းခဲ့ပြီးစစ်ကြောဝင်ရောက်လာချိန်မှာမတင်းရှောင်းနေတာကိုစေအုစုကအခွင့်ကောင်းယူခဲ့တယ်လို့သိရပါတယ်စစ်ကြောကတော့အမြဲတမ်းပဲဝင်နေကြခလေးငယ်တွေဆိုတော့ဘာမှအန္တရာယ်မပြုဘူးထင်ပါဖို့လို့ဒါနဲ့အိမ်ထဲမှာသူနဲ့ခလေးငယ်နှစ်ယောက်တည်းရှိနေချိန်မှာစစ်ခွေးတွေကအဲ့ဒါမှပြုတ်ကျင့်သွားတာပေါ့ဆိုပြီးတော့တာဝန်ရှိသူတွေကလည်းပြောပြထားပါတယ်အကြမ်းဖက်စေအုစုကတော့ စနေကုန်းရွာတွင်းမှာနှဲကြတက်ဆွေးနဲ့ခြေရွာတွင်းကရက်သားနေရင်တွေကိုဖောက်ထွင်းဝင်ရောက်ပြီးတော့တံပိုးကြီးပစ္စည်းတွေကိုလည်းခိုးယူတယ်ဆောင်သွားတာတွေအိမ်မွေးတရိတ်ဆန်တွေကိုတပ်ဖြတ်စားတောက်သွားတာတွေဖြင့်ခြေရွာမှာရှိတဲ့ခရစ်ယာန်ဖျားเจ้าရံမုံငွေတွေကိုပါလူယူတုံးဆွေးတာမျိုးတွေလည်းတွေးရှိခဲ့တယ်ဆိုတော့အဲ့တော့မင်းအောင်လိုင်းချမ်းဘက်စစ်ခွေးတွေကအောက်ချီစစ်ခွေးတွေနဲ့အပေါ်ပိုင်းတရကောင်တွေကရက်စက်ရုံမှာအောက်တန်းကျတဲ့လိုရက်တွေကတော့ ပြောစရာစကားလုံးကိုမရှိဘူးသူတို့အာအသက်16နှစ်ပဲရှိသေးတဲ့တန်တော်ကြီးမျိုးကခလေးအမေကိုစစ်ခွေးသုံးကောင်အတင်းအဓမ္မပြုကြည့်ပြီးတော့ဓာတ်နဲ့မသိမချင်း၆ချက်ကိုထိုးသက်သွားခဲ့ပါတယ်ဆိုတဲ့တဲ့မှာပဲကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီရဲ့ဘိုင်းမှာပြည်ရင်းမှာရှိနေတဲ့လူငယ်လူရွယ်တွေအကြမ်းဖက်စစ်ခွေးတဲ့ဘက်ကတော့ ကောင်းကောင်းဝါရမိုင်းကြီးဖြတ်မှလိမ့်မယ်ဘလို့ဝါရမိုင်းဖြတ်လာမလဲဆိုရင်မင်းညလည်းကျွန်တော်အခြေတွင်ဝင်ပြောခဲ့တယ်စစ်မှုရန်အပတ်စဉ်တက်ကနေသာကျွန်တော်တို့ကြားတာအပတ်စဉ်တက်ကနေ၅ထိဒါနှစ်နှစ်ပြည့်တဲ့လူတွေအကုန်လုံးကိုသူတို့ကတော့သင်တန်းစစ်လက်မှတ်တွေထုတ်ပေးနေပြီးတော့အလုတ်ကန်နေနဲ့ပြည်ပအလုတ်ကန်နေရှာဖွေပေးနေပါလေစစ်မှုရန်အပတ်စဉ်တက်ကသူတွေယာနေချီပြီးတော့သင်တန်းတွေဆင်းလာကုန်ကြပါလေဆိုတော့အဲ့ဒီကိစ္စကိုစစ်ခွေးကလော်ဘီနဲ့စစ်ကုံစီဘက်က Telegram Channel တွေမှာဒီရက်ပိုင်းမှာ ကောင်းကောင်းကိုဝါရဖြန့်နေပါတယ်မင်းညားလေကျွန်တော်အကျယ်တွင်နေပြောပြလို့ အချင်းချင်းထပ်ဆောင်ပြောပြမယ်ဆိုရင်အဓိကကတော့တို့စစ်ခိုးတပ်နဲ့တို့မိသားစုဝင်တွေရဲ့တာသမီတွေစစ်ခိုးတပ်နဲ့ပတ်သက်ရပတ်သက်ကြောင်လူတွေကိုပဲရွေးချယ်ပြီးတော့တင်နန်းချင်းလက်မှတ်တွေနဲ့အယောင်ပြကျွန်တော်တို့ဝါရမိုင်းဖြန့်နေကိစ္စပါပဲဒီပြုံမှာပဲဒီဘီဘီကဖော်ပြချက်အရဆိုရင်တော့စစ်ခိုးတပ်ထဲမှာကျမ်းမာရေးတော်တော်လေးကိုမကောင်းတဲ့သူတွေအထူးသဖြင့်ဒါမွေးစီတွေတိုက်ကြွေးပြီးတော့ရှေတန်းကိုလည်းခေါ်သွားလို့မရစစ်ခိုးတပ်ထဲမှာလည်းနောက်ဆုံးအခြေအနေကမကောင်းစားမရတောက်မရနဲ့နောက်ဆုံးလေကောင်းရောဂါတွေရပြီးတော့အောက်ကနေသူတွေအတောင်းလိုက်ထွက် ွက်ကြနေလို့စေဝါကုသခွင့်မပေးခြင်းလို့နောက်ဆုံးစစ်ခွေးတက်ကလမ်းစီနှစ်သိန်းထုတ်ပေးပြီးတော့အိမ်တွေကိုပြန်ပို့လိုက်တယ်လို့မင်းညားရတယ်ဒီဗီဗီကဖော်ပြလာတယ်အဲ့တော့ပြောချင်တာပြည်တွင်းမှာရှိနေတဲ့လူမယ်လူရွယ်တွေစစ်ခွေးတက်ဘက်ကတော့အခုကျွန်တော်ကြားတာစစ်မှုထမ်းအဖက်စီက27တောင်ရောက်သွားပြီလို့ကြားပါတယ်အဲ့တော့သူတို့ဘက်ကတော့ကောင်းကောင်းဝါရမိုင်းတွေဖြန့်လိုက်မယ်မင်းတို့ရဲ့ရှေ့ကစီနီယာကြီးတွေအဖက်စီတက်ကနေ၅အထိစစ်မှုထမ်းတင်တဲ့လူတွေကတော့ပြန်ဆင်းလာကုန်ကြပြီသူတို့အလုတ်ကိုင်းကြီးလည်းငါတို့ရှာဖွေပေးထားတယ်မင်းတို့ဘာမှစစ်မပူနေဆိုပြီးတော့ ပေါ်တာဆွဲဖမ်းဆီးတဲ့နေရာမှာကောင်းကောင်းဝါရမိုင်းတွေဖြတ်မှလိမ့်မယ်ဒါပဲနဲ့တကယ်အမှန်ကန်လက်တွေ့ရတော့စစ်ကူတပ်တွေကိုဝင်သွားရတယ်သိလမ်းပဲရှိပါတယ်အသေးထွက်ပဲရှိပါတယ်အရှင်ထွက်ဆိုတာမရှိပါဘူးစစ်မှုထမ်းအပတ်စဉ်တစ်ကနေအခုနောက်ဆုံးချိန်ထိဘဲကောင်တကောင်တမီးမှကျွန်တော်ချောချောမူးမူးနဲ့အသက်ရှင်နေရဲ့ပြန်လာပြီးတော့တင်တန်းစစ်လက်မှတ်ထိုးပေးပြီးတော့အလုပ်ကံကောင်းကောင်းရရှိသွားရဲဆိုတာအခုချိန်ထိတရားမှမရှိသေးပါဘူးကဲတော့ ဒီကနေ့မနေ့ကတော့နောက်ဆုံးသိရတဲ့သတင်းတွေသိပြီးတော့များစားမရှိပြင်မြဲလဲကျွန်တော်လည်းရှာကြံပြီးတော့ဖတ်ပြရတာနဲ့လေကြောတွေရှင်းတာနဲ့ကတော့7မိနစ်စာနေပါတော့တော့ဖြစ်သွားမှနေတူပါတယ်ကဲတော့နောက်မှာအဲ့ဒီစစ်မှုရန်ကိစ္စနဲ့ပဲပတ်သက်ပြီးတော့စစ်ခွေးတက်ကမရီယာပေါ်တာအဆွဲခံပြီးတော့တော်လိုင်းတက်ဖို့မနေရှိမှာအလင်းဝင်လာပြီးတော့အခုချိန်မှာလက်နဲ့ကင်ဆွဲပြီးတော့စစ်ကွန်ဖီကိုပြန်လဲတိုက်နေတဲ့ပါစရရဲ့ခံယူချက်နဲ့သူတို့ဘာတွေပြောလာလဲဆိုတော့ဟိုစီရီယံဝင်လာတဲ့ ဗိုလ်ကြီးတင်လဲအောင်တော့မင်းမြန်းထားပါတယ်တစ်ချက်လောက်စပြီးတော့နားထောင်ကြည်လိုက်ရအောင်ပြလေဒီဗီဒီယိုတရင်ကနေပြီးတော့ကျွန်တော်စီရင်ဝင်ထားပါကျွန်တော်ကိုယ်ပိုင်နံပါတ်ကတော့3398 395တက်တာဒီကနေကျွန်တော်အာဆီယံမှာတွဲနေနေတဲ့ကျွန်တော်ဒီဘက်ကိုအဲပြည်သူဘက်ပြည်သူဘက်တော်သားဖြစ်ကျွန်တော်စီရင်ဖြစ်အဲဝင်ရောက်လာတာပေါ့အခုကျွန်တော်တို့တိုက်နေပါတယ်အာနာရှင်ကိုကျွန်တော်တို့အနစ်ပြချိန်မုန်းနေပါတယ် တော့စီလီယံတယောက်ပါဟုတ်ပြီဟုတ်ပြီအဲ့ဒါမျိုးအဓိကလိုချင်တာတချို့ကကြတော့မေးတာလေနော်ဟွာတဲ့စီရတဲ့ဝင်ပြီးတော့လကားနေကြလားလဲမေးနေတာအဲ့ဒါလကားမနေပါဘူးပြီးသူသမီးတို့ကျွန်တော်လကားမစားပါဘူးဒီလူတို့အချို့ချစ်အောင်ကျွန်တော်တိုက်နေပါတယ်ကျွန်တော်တို့တက်တည်ပေးနေပါတယ်နောက်ဒါမဲ့နာကတ်မျိုးဆက်တဲ့လူငယ်လေးတွေဖောင်ဖောင်တန်တန်နဲ့စားတင်နိုင်အောင်လှုပ်ဒီကောင်းကောင်းလုပ်နိုင်အောင်တို့ကျွန်တော်တို့စီရနေရယ်ပါဝင်ပြီးတော့တိုက်နေပါတယ်တို့ဒီလူ ကင်မရာနဲ့ PDF တွေနဲ့ကျွန်တော်တို့အတူတူတိုက်နေပါလေဗျ CDR မှာဗျတော်လိုက်ရင်ဘက်ကတိုက်ရတာကြတော့ဒီပေါ်တော့ဒီအနာရှင်ဖြုတ်ကြရေးတစ်ခုထဲထဲပဲတိုက်တာကျန်တာဘာပြည်သူတွေဒုက္ခလည်းမရဘူးပေါ့နော်ဒီနှိမ့်ဆက်တာရင်ပါပါမှမရှိဘူးအဲအခုအခုဒီနေ့ကျွန်တော်ပြန်ကင်ရဲတယ်ကျွန်တော်ပြန်တိုက်ရဲတယ်ဆိုတာအမှန်တရားပဲရောက်လာတဲ့အတွက်ကျွန်တော်ခုပြန်တိုက်ရဲတယ်တစ်နေ့ကင်ရဲတယ်ဒီကောင်လေးစစ်ဆိုတာလည်းကျွန်တော်မကြောက်တော့ဘူးဒီစစ်ပွဲကိုကျွန်တော်တို့လူငယ်တွေမှမတိုက်ထုတ်ရင်နောက်လာမဲ့လူငယ်တွေကလေးတွေ အဆင်မပြေနေဘူးဒီလိုလိုက်လို့ကျင်တော့ဒါပေမဲ့ကိုဒီထဲမှာပဲတည်တည်ဟိုဘက်မှာပဲတည်တည်ဘာကြောင့်မဖြစ်ဖြစ်ကိုမနေကျင်တဲ့အကြောင်းမလို့ဆန္ဒလည်းမရှိဘူးအကြောင်းမလို့ကျွန်တော်ပြေးတယ်ဒါပေမဲ့ဒီဘက်ရောက်တော့သူတို့ပြောတာနဲ့တခြားစီပါတော့မြို့ထွေးတော်ကျိုးလို့လေအရာအလုံးကိုဂျုံကြီးမှုစွာလက်နက်ပေးကြနေမင်းဆန္ဒရှိတာကိုဆန္ဒလည်းရောက်ကိုကြောက်ရောက်ရွှေချွေကုန်ပေးတယ်နောက်တစ်ခုအစားတော့အနေထိုင်မြို့ထွေးမှုကစားဟိုဘက်မှာဆိုရင်တော့ကျော်လို့တဏီကုံစစ်ပွဲဆင်တယ်သွားတယ်မိုင်းနေနေပါနေနေ ြန်လာကြတယ်ဆလောင်းမှုဆိုပြီးတမင်းစားရတယ်မင်းတို့ဒီခွဲကြနဲ့စားရတယ်ငပိနဲ့စားရတယ်အဲ့လိုမျိုးကဆက်တတ်ရဒီမှာကျတော့မင်းတို့လုံးချင်တာဘာလုံးချင်တယ်အရင်ဆုံးမေးတယ်ရွေးချယ်ခွင့်နေပေးတယ်စစ်တပ်မှာကျတော့ကျွန်တော်တို့စနားလည်းမရှိဘူးအလိုလည်းမရဘူးဘာလို့လဲဆိုတော့ကိုမုံသေးချင်းမရှိဘဲနဲ့ဒီလိုလိုတိုင်ပွဲဖြစ်နေတဲ့တော့ကြောင့်မလို့ကျွန်တော်တို့မှာသူတို့လိုပြစ်စရာလည်းအကြောင်းမရှိဘူးမပြောတယ်လေဘာကြောင့်လဲဆိုတော့အမှန်တရားအမှန်တရားပဲဘာလို့ဆိုတော့ကိုလေတဲ့တည်နေဘာလို့ကျွန်တော်နိုင်ငံရေးစိတ်ဝင်စားအောင်နော်နိုင်ငံရေးစိတ်ဝင်စားအောင်ဒါပေမဲ့ကျွန်တော်ပြည်သူတွေရဲ့ပြည်သူပဲ ဘာဆိုပြည်သူပြည်သူချင်းတက်နေတဲ့အတော့ကြောင့်မလို့ကျွန်တော်ဒီဟာကြီးလို့မလို့လားဘူးဘာဆိုဒီဟာကိုအမြင့်ဖြတ်သွားမှာပဲအကုန်လုံးချုံငိမ့်မှာအဲကြောင့်မလို့ကျွန်တော်တို့ဒီပချမ်းရောက်လာတယ်လွတ်လပ်သွားလက်နဲ့ကင်နေယုံကြည်မှုပေးတယ်ဘာလို့ချင်နေမေးတယ်အဲကြောင့်မလို့ကျွန်တော်တိုက်နေမှာပဲကြည်လူတွေကကြည်လူတယောက်နေနဲ့ကောင်းတော့ပချမ်းကိုအမြင်ရိုးချက်လိုက်တယ်ဒါပါဟုတ်သူကတစ်တဲမဝင်လေစစ်တဲဝင်မှမကြိုက်တာစစ်တဲမဝင်မချင်းကြိုက်တာကြောက်ပေါ်နေတယ်သူကမေးရဝင်မလားမဝင်ဘူးလားအဲစစ်တဲဝင်မလားမဝင်ဘူးဆိုရင် ကြိုက်စည်ပြဲဝင်လို့ရှိရင်ထောင်ထဲထဲမှာထောင်ထဲထဲထောင်ထဲပြမတယ်ထောင်ထဲဝင်မယ်ဆိုလေကြိုက်တယ်ဟာစည်ထဲဝင်ထောင်ထဲဝင်မယ်ဆိုလေကြိုက်တယ်ကဲစည်ထဲဝင်မယ်ဆိုမှမကြိုက်ဘူးထောင်ထဲဝင်မယ်ဆိုလေကြိုက်တယ်ဂျွေးခါတိုင်းမဒီဒီဘော့တဘော့ပဲပေးတာထွက်ထွက်မလားမထွက်ဘူးဆိုလေကြိုက်မယ်ထွက်မယ်ဆိုလေကြိုက်မယ်ဟာဟိုဓာရီအစားပေါ့မဟုတ်တော့ခွင့်တာဆိုရင်ဒီကောင်းလေးတဲ့တူတူပဲဒီအသားထဲတော့ဒီခွေးတော်မှလည်းတူတူပဲမဟုတ်တော့ပေါင်းစားနေကြတယ်လေငွေတွေကိုဟောမဟော ကျွန်တော်ထောင်နှံဝင်မယ်လို့ပြောရင်လည်းရိုက်တာထွက်ပေါ်တယ်ပြီအဲ့ဒါကကျွန်တော်တခုဖြတ်မိမယ်ပေါ့နော်အဲ့ဒါကစစ်တရက်ကောင်နေလားစစ်တလောက်ကနေလေဥသာလေးလေပြူစောတိလေပြူစောတိလေဘယ်ရပြူစောတိလေလဲအခုကိုဆိုလို့ရှိရင်ဘယ်ရဘယ်ရပြူစောတိရိုက်ခံခဲ့ရရန်ကုန်လေရန်ကုန်ကျောင်းဆိုရင်ရန်ကုန်ညို့နယ်ပေါ့တောင်တော်စိတ်ကတောင်တော်လေကူလေကူလေကူပဲလေကူမှလည်းဘလို့ဘလို့ဖြစ်နေလဲစစ်တရက်ရောက်လာတယ်အဲ့ဒီလောက်ပြန်ဆွဲခံ ရဘူးကဲအဲ့တော့အမန်တကယ်ဆိုရင်ဒါဘိုးကြီးတင်နေအောင်လို့ကြံခဲ့တဲ့ဒါတပတ်လောက်ကတည်းကဖော်ပြလာတဲ့ရုပ်တံဗီဒီယိုဖန်လေးပါပဲဒါဒီကနေ့မှရှေ့မှာဒီဒီအပိုင်းတွေမှာအချမ်းပဲစစ်ကုံစီရဲ့ပြည်သူစစ်မှုရန်အပတ်စဉ်တက်ကနေဘလောက်တီကိုနှစ်နှစ်ပြည့်လို့တင်တန်းနေပြန်ပြီးတော့ဆင်းလာနေပါပြီတင်တန်းစင်းလက်မှတ်တွေထိုးပေးနေပြီးတော့အလောက်ကန်နေရှာပေးနေပါတယ်ဆိုပြီးတော့ဒီစစ်ကုံစီထောက်ကန်နေတယ်လီဂရမ် channel နဲ့ခွေးမာသာအယူရင်ကိုက်နေရတဲ့ lobby တိုက်ကဝါရမိုင်းနေဖြန့်နေလို့ပြည်တွင်းထဲမှာရှိနေတဲ့ကျွန်တော်ညီကိုလူငယ်လူရွယ်တွေ အယုံမမားစီကိုမယုံချားဖို့ဒါတကယ်ကိုဒါကျွန်တော်တို့ဒီတော်လိုင်းတက်ဖို့ဒီမှာအလင်းဝင်လာတဲ့မရယာပေါ်တာဆွဲခံရတဲ့အခုချိန်မှာလက်နဲ့ကင်ဆွဲပြီးတော့စစ်ကုံစီကိုပြန်လဲတက်ထုတ်နေတဲ့ပါစာတွေရဲ့တို့ရဲ့ခံုံချင်းနဲ့တို့ကြုံတွေ့ရတာတွေကိုပြန်လဲပြီးတော့တို့ပြောပြတာပါကျွန်တော်ကတော့အချင်းချုပ်ပြီးတော့9မိနစ်ဆောင်လောက်ပဲလှုပ်ပေးထားပါတယ်ကဲတော့နောက်မှာ ဆက်ပြီးတော့ကြည့်ရမှာတော့နောက်မှာကျွန်တော်မနေ့ကလည်းပြောခဲ့တယ်မောတောင်မြို့သိမ်းတဲ့ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုခွေးမသားကျော်စိုးတို့ခွေးတောင်သားကျော်မျိုးမင်းတို့ဖိမ့်ပိတ်ပြီးတော့ညင်းလုံးမယ်လို့အဲ့ဒီဗီဒီယိုပိုင်းကိုခဏထားပြီးတော့ကြားထဲမှာ10မိနစ်စာလောက်ကျမ်းဖို့တခိုးပါရီယာကျမ်းဖြတ်ဂိုင်းကောင်းဆောင်မွေးရသာဂိုင်းကောင်းဆောင်လူသက်သမားမင်းအောင်နိုင်တဲ့တပွဲတွေပဲခိုးဖို့ခိုးပဲကျွန်တော်တခိုးကြီးစားခေဗမာလဲလို့မသိဘူးပါတီမဲဆွေစီဝင်သွားတာမှာဘလို့ရင်းပေါ့လို့ပေးသားပြောထားဆိုတာတစ်ချက်တော့ဆက်ပြီးတော့ ကြည်လိုက်ရအောင်ဒီနေရာကိုကျွန်တော်ကချစ်တယ်လေလို့မင်းอืมမှန်တော့တစ္ဆာကျွန်တော်ကားတွေပိုင်းနဲ့မောင်းသွားလေခွင်းတွေတွေ့တယ်ဗျအေးဘာဖြစ်လဲကျေကျေပြတ်ပြတ်နဲ့လေခွင်းတွေမျိုးလေခွင်းတွေမျိုးတော့ကျွန်တော်ငယ်ဘွားကိုသွားတရရတယ်အော်ဟိုမာလေးသူ့ရဲ့ငယ်ဘွားတက်ဖို့အင်းကြီးတွေကိုလက်ထိုးဒီနေရာကျွန်တော်ရဲ့ဘူမိနတ်တန်အေးဟုတ်တယ်နော်อืมဟုတ်တယ်နော်ဟာငါအဟုတ်မှိုက်ကိုနားထောင်နေတယ်ကိုရမကွာအဲ့ထက်မှကျွန်တော်ဇီယာတိတို့ရွေးတယ်อืม ခင်ဗျားတို့ကျွန်တော်ခိုင်းပါအင်းမလေးဟုတ်ပါပြီကဲဟုတ်ပါပြီကျွန်တော်အစိုးရအဖွဲ့ပို့တော့အချို့ကတော့ကျွန်တော်လှုပ်ပြလို့မရဘူးအင်းလှုပ်ပြလို့ရတဲ့ဟာတွေကိုလှုပ်ပြသွားမယ်လှုပ်ပြလို့မရတဲ့ဟာတွေကိုအစိုးရအဖွဲ့ကိုတင်မယ်ကဲပြည်ခိုင်ပြောပါတီ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 ရတုတင်ပါတယ်ရန်ကုန်လာရဲမှာအမကန်ဆိုပါလာတာအခုတမြနဲ့ ပြောတဲ့အညာကိုဟာဒီရှိတော့ကျွန်တော်တို့ဒီလိုမျိုးဒါအကျံပဲစစ်ကုန်တွေဘက်ကဒူတွေကြမ်းဖို့တကိုးပါတွေတို့တခြားခွေးတို့ဘက်ကတက်လာတဲ့အော်တန်းသားပါတီတွေကိုထိုးတဲ့နေရာမှာလူသားတည်သွားပြီနဲ့အခုချိန်မှာ နာမည်မတည်ဆုံးသေးတဲ့ကျွန်တော်တို့ပဲဥမုံရတော့အမြဲတမ်းမပါမဖြစ်ဆိုတော့က တခိုးကြီးသားခင်ရင်ပေါ့လို့ပဲသားပြောသွားတာကိုကျွန်တော်စောက်မကန်တော့ကြီးလို့အလိညာလေးပဲသူတို့ပြောပြီးတော့မဲဆွေစီးုံးနေကြမလုံးနေပြီးပြီးတော့အဲကြောင့်မလို့ဥမော့တွေကိုကြားထဲမှာကျွန်တော်ပြန်ပြီးတော့ဆက်ပြီးလာတာပါကဲတော့နောက်မှာလာပါပြီမင်းညားတွေကကျွန်တော်ပြောပါတယ်မော်တော်မြို့သိန်းတက်ဝဲရတော့ဒေါ်လာရင်တက်ဖို့နေရတခန်းတနာကိုဖန်စီရမိတဲ့စစ်တုံပန်းနေတဲ့လက်နဲ့ခဲရနေရောထိုင်းဘက်ကိုခွေးပြည့်ပြီးထွက်ပြေးသွားတဲ့စစ်ခိုးတွေရဲ့တပ်တွေဓာတ်ပုံတွေတကွာ တက်လဲတက်လာတော့ဘုံမအောက်တန်းသားတွေတိတ်ပြီးတော့ဖင်ပိတ်ပြီးတော့မငင်းရတော့ဒါပေမဲ့လည်းဖင်ပိတ်မငင်းပြီမဲ့လည်းထုံးစံတိုင်းပဲဘာဖြစ်ပါလဲညာဖြစ်ပါလဲဟာပြီးတာပါခဏပြန်ပြီးတော့စုပ်ပေးတာပါစစ်ခွေးရအဲ့လောက်မရှိတော့ပါဆိုပြီးတော့ခွေးမာသားတွေနောက်မှာစင်ကြီးပေါင်းတသိန်းနဲ့ဘလိုတွေဖင်ပိတ်ညင်လာလဲဆိုတာတစ်ချက်လောက်စပြီးတော့ကြည့်လိုက်ရအောင်ဟုတ်ဒီအကြပ်အုပ်စုမီဒီယာတွေတမျှလေးအမောင်မချမ်းမရှိတဲ့မီဒီယာတွေကတော့ဟုတ်ပဲချမ်းရင်းသားတွေတွေ့ရပါတယ်။ ဒီသတင်းကသတင်းမှားတာဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ညနေပိုင်းမှာဒီကနေ့ညနေပိုင်းမှာဒီဒေသမှာရှိတဲ့ကျွန်တော်တို့အဲ့ကျွန်တော်ဆက်သွယ်လိုက်ဆက်သွယ်ပါတယ်အဲ့တော့ကျွန်တော်တိုက်ပွဲတွေကတော့ကျွန်တော်တို့ဆက်ပြီးပြင်းထန်နေပါတယ်ဆက်ပြီးပြင်းထန်နေပါတယ်အဲ့တော့အချမ်းမအုပ်စုတွေပြောနေတယ်လို့လားသူတို့ထဲချုပ်လိုက်ပြီဆိုတော့လည်းသတင်းမှားတာဖြစ်ပါတယ်အဲ့တော့ကဲတပ်မတော်ကဗျာလက်ရှိအချိန်မှာတပ်မတော်ကရားတဲ့မျိုးကိုတမျိုးပြီးတမျိုးကိုသိမ်းနေတာကဲတေချာတယ်ဒီမျိုးအပါမခံဘူးဟုတ်ကဲ့ဘုန်းကြီးကမင်းမှအတွေ့ဒီမျိုးအပါမခံဘူးอืม ဒီမျိုးကိုလုံးဝအပမခံဘူးအပမခံပါဘူးရောင်းရှင်းပါရောင်းဖြုတ်ပါပြည်သူတွေရှင်းရှင်းလေးပဲပြည်သူတွေကခင်ဗျအခုမှမဟုတ်တက်မောက်တောင်းဆိုတော့ဟိုးရင်းနေတာတောင်းဆိုတာဖွဲ့လားကျွန်တော်တို့နောက်ဆိုရင်ဘာလုပ်ရမလဲဆိုတော့ဘာလုပ်ရမလဲဆိုတော့နောက်ဆိုကျွန်တော်တို့ဒီတရင် တရင်ကြညာခင်ရတယ်တူဝေဝေတူဝေဝေတူဝေဝေဆိုတော့အဲ့ဒီလိုထူရမယ်နေတာဖြစ်နေပြီဗျဟိုမှလေဒီဒီသွားတာ ကွတီအမညာနာလဒီဝဤအလိုတော်ကြီးလည်းအောင်ပါပြီကြီးကဲအဲ့တော့ဒါလေးကတော့ ထိုးစံတိုင်းပဲဒီစာကလေးကောင်းခွေးမာသာကြုံဆုံးဖင်ပေးပြီးတော့ညင်းမယ်ဆိုတော့တွတ်ထားပြီးသားဒါပေမဲ့မနေ့ကဒီဗီဒီယိုဖိုင်ကတူတင်တာတော့မဟုတ်ဘူးလိုင်းပေါ်မှာဒီကျွန်တော်တို့တော်လိုင်းရင်းကဂရုထဲမှာတွေ့လို့ကျွန်တော်ပြန်ပြီးတော့ရှင်းပြတာပါဒါပေမဲ့တူတင်တင်မတင်တင်ဒီခွေးမာသာအများနဲ့ထိတ်ဆုံးကနေဖင်ပေးညင်းနေရဆိုတော့ကနောက်မှကြံသေးတယ်နောက်ထပ်တဲ့ကောင်းခွေးစလုံးသားကြုံမျိုးမင်းသူကတော့မနေ့ကတော်လိုင်းတက်ဖို့ဝင်နေတဲ့ဓာတ်ပုံဗီဒီယိုဘန်နေတက်တဲ့တီတခန်းတနားကြီးကိုထုတ်ပြန်လာတော့ ဟိုလိုမျိုးလုံလုံရာကြီးကိုဖင်ပိတ်ညင်းတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒါပဲနဲ့လဲဒီကောင်လေးထုံလေးတူသွားပါပဲစင်ကြေပေါင်းတသိန်းပေးပြီးတော့ဘလို့တွေအ ਨੇ ဆုံးကတော့ဖင်ပိတ်ညင်းသွားလဲဆိုလားတစ်ချက်တော့ဆက်ပြီးတော့ကြည်လိုက်ရအောင်မောရအောင်ဆိုထိုင်းမြန်မာနေဆက်ဖိတ်မောရအောင်ဆိုပြီးတော့နာမည်ကျော်ခဲ့တဲ့ကုံသွေးလမ်းကြောင်းရှိတဲ့နေရာမျိုးအဲ့မောရအောင်ကို အာ KNL နဲ့ PDF နဲ့ PPL ပူးပေါင်းအဖွဲ့တွေရာနေပြီးတော့တင်ပိုက်လိုက်တယ်ဆိုတော့တရင်ဒီနေ့ဒီနေ့ဆိုအောင်ပွဲခံရကြတယ်ဒီနေ့တော့တို့ရသွားပြီဆိုပြီးတော့တို့အောင်ပွဲခံကြပါတယ်ဆိုတော့တကယ်တော့မောတော်ကြာသွားလာမေဟုတ်ပါတယ်မောတော်မောတော်မြို့ကိုဒီ KNL PDF နဲ့ BBL ကိုအောက်ဖွဲ့တွေရရသွားပါတယ်ဆိုတော့ကျွန်တော်တို့အဲ့တိုက်ပွဲရသွားတယ်ရသွားတယ်ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့နေသိကျွန်တော်တို့တော့သိမထူးဆန်းဘူးမထူးဆန်းဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံမှာနေဆက်တလျှောက်လုံးမှရှိတဲ့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့ကိစ္စတွေဒါတွေကိုလုံးတို့အာယုံဆိုင်နေရတယ်ကာလနောက်တစ်ခုအာရှလိုင်းတကြောကကိစ္စနောက်တော့ဒဝဲထူးစီပိုင်းဆိုကိစ္စအဲ့ကိစ္စတွေအကုန်လုံးကအာယုံဆိုင်ရတဲ့အထူးအာယုံဆိုင်ရတဲ့နေရာတွေဖြစ်တယ်မောတော်တို့ကိုပေးလိုက်ရတာတော့ခေါင်းနဲ့တို့ရှင်းမဖို့ပြီးတော့မောတော်ကကျွန်တော်မေးကြည့်တယ်အင်အားဘယ်လောက်ရှိခဲ့ဘူးလဲဒီကျွန်တော်ဆိုတော့တတ်မှာပါအဲ့မှာမောတော်မှာအင်အား20 30ပဲ ရှိတာတဲ့သူတို့ထုတ်ပြန်တာအယောက်40လောက်မိတယ်ဗျာပြောတယ်ပုံနေမှာတော့ဘလောက်မှလုံးမပါဘူးပုံမှာဖြင့်10ယောက်ကျော်လောက်ပဲတွေ့ရတယ်40လောက်မိတယ်ပြောလူ10ယောက်ကျော်ပဲတွေ့ရထားပါတော့ဘလို့ဖြစ်အသုံးထုတ်ပြန်တဲ့ဆိုလို့ထုတ်ပြန်ထုတ်ပြန်တကယ်တော့လူ20ကျော်လောက်ပဲရှိတယ်တဲ့တိတ်လူမရှိဘူးတဲ့သူတို့ထုတ်ပြန်တဲ့လူစင်းတွေကဘလို့လူတွေပုံတွေကြည့်ရကြရပြင်တချို့တွေကစက်သားတွေဖြစ်နေတယ်တချို့တွေကရက်သားတွေဖြစ်နေတယ်တချို့တွေကစက်သားတွေနဲ့မိသားစုဝင်တွေလည်းဖြစ်နိုင်တယ်တချို့တွေကကြတော့ဟိုရက်ကွက်တဲ့ကလူတွေဘာမှမသိတဲ့ဟိုတန်းနဲ့တက်ထွဲမှာသွားပြီးဟိုတော့ပျော်ရှင်သွားနေတဲ့လူတွေအဲ့လိုလူတွေလည်းဖြစ်နိုင်တယ်ဘလို့ဖြစ်ဖြစ် မောတော်ကြပါတော့မှမယ်ဟိုဗိတ်မောတော်စကန်တည်းအရင်မကြည့်ဘူးလို့ကျွန်တော်ချမ်းချမ်းကြားတယ်အချိန်တိုင်းတက်ကပြန်တက်ယူယူရနိုင်တဲ့နေရာမှာပါတယ်လို့ကြားတယ်အဲ့တော့တစ်ဖက်ကအောင်မဲခံတာတော့အောင်မဲခံပါစေဒါကတော့တို့ရဲ့တဘာဝပါသူတို့အောင်မဲခံတာတော့တို့ဘက်ကလည်းတို့ဘက်အောင်မဲခံပါမမပါဘူးဒါတော့ကျွန်တော်သိပြောလို့ပေါ့အကောင်းတဲ့ကိစ္စအောင်မဲခံကြပါဘယ်ပြောလို့ရမလဲဖွင့်ပါသားမိုးတန်ပိုင်းနဲ့ဟာတဲ့မောတော်ကြသွားတာကျွန်တော်သိပြီးတော့အရင်မကြည့်ပါဘူးလေဘာပြောသွားတာ စစ်ကူတက်ကဒီကြားပြန့်ကိစ္စရင်းနဲ့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြောက်ဝီအာရှာလန်ဖွံ့ဖွဲ့အတွက်ကိုအဲ့ဒီကိစ္စတွေလုံးမနေရတဲ့အတွက်ကြောင့်ပြောချင်တာတော့ မောတော်မျိုးဘက်ကိုတိတ်ပြီးတော့မှလဲနိုင်သေးတဲ့တကြောင်ဒီအပြင်ခွေးမသာဘာပြောသွားတာကျွန်တော်ပြောတယ်ဖင်ပိတ်ညင်းတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့ရုပ်တိရှိရှိတဘာဝကြကြတော့ဖင်ပိတ်ညင်းသူပြောသွားတာဘာလဲမောတော်တို့မျိုးလုံးမှာအကျမ်းဘက်60ကျော်တာအယောက်20ကျော်လောက်ပဲရှိတာလေခွေးမသာဟိုမှာအရှင်လက်ရဖန်စီရမိတာစစ်တုံပန်းအယောက်ပေါင်း40ကျော်လေးမနေ့ရှိတယ်ဒါအောင်လဲဘာပြောသွားတာအားတကယ်တမ်းကျွန်တော်ရည်ကြီးတာလေအယောက်ပေါင်း100ကျော်လောက်ပဲရှိပါတယ်တခြားလူတွေကဘာလဲတက်မိသားစုရင်လည်းဖြစ်ကောင်းဖြစ်မှာပါတယ်ဒါတော့မှ ဟိုထိုင်းဘက်ကိုမလည်းကထွက်ပြေးသွားတဲ့စစ်ပီးရှောင်းတွေရန်ကူးလာတဲ့ရုပ်တံဗီဒီယိုဖိုင်တွေခွေးမှသာကြည့်ရသေးလားမသိဘူးအဲ့ဒီဗီဒီယိုဖိုင်မှာနဲရမူမှာစစ်ခွေးတွေထိုင်းစစ်တပ်ရှီမှာလက်နက်တွေအနှံ့ပြီးတော့ခိုးလုံသွားတာကားတော့မှာ 6စီးနဲ့နော်ရိတ်ခါလေးလက်နဲ့ခရံလေးတင်ဆောင်သွားတာဒါအောင်ကျွန်တော်တို့မောတော်တမျိုးလုံးမှာစီကွင်းရ20ပဲရှိတာတကြောင်ပြောချင်တာတော့ဗျာအင်အားတော်တော်လေးကိုနဲတယ်ဗောတော်လိုင်းတက်ဖွဲ့တွေကတာလုံးအင်အားတွေနဲ့ဝင်ရောက်စီးနေလို့ယွယွချွွချွနဲ့ဟပေးလိုက်ပြီးတော့ဟိုမှာခိုင်းနိုင်ပေချောင်းဗီဇာမလိုပဲနဲ့ခွေးပြည့်ပဲပြည့်နဲ့ခိတ္တခဏခေါလုံးနေဆိုပြီးတော့ခွေးမသားတွေကခင်ပိတ်ပြီးတော့ညင်းနေတာပါအဲ့တော့ ကျွန်တော်ဆက်ပြောရင်လည်းဒီတဲ့မိုင်ရိုင်းနဲ့စကားလုံးတွေထွက်လာဖို့ပဲရှိတော့တယ်ဒီနှကောင်လုံးဖိပိတ်ညင်းမယ်ဆိုတာမနေ့ရက်တည်းကကျွန်တော်ကြိုပြီးတော့ပြောသွားပေးတာပါဒါလည်းဒီကောင်လေးအယိုးကြီးကရတဲ့စစ်ခိုးတဲ့လော်ဘီတွေအလုပ်ပဲဆိုတော့ကကဲတော့ဒီကနေ့မနေ့ကတော့ဒီဗီဒီယိုဖိုင်လေးနဲ့ပဲအဆုံးသတ်ရပါတယ်နောက်တိုးတက်လာတဲ့သတင်းတွေကတော့ကျွန်တော်ရဲ့ကိုမောင်မှာပင်လေးတွေထောက်ပေးသားပါတယ်ကဲတော့ထိုးစံနိုင်ပဲနေ့လယ်ပိုင်းတစ်ဖက်ကတော့တက်မလာတော့ဘူးညကြမှာပဲနောက်ထပ်သတင်းကောင်းရုပ်သံဗီဒီယိုဖိုင်လေးနဲ့ပြန်လာခဲ့ပါဦးမယ်တော့ကျွန်တော်ဘဲချင်းတွေပဲတင်တင် အမြဲတမ်းအခုချိန်ထိပုံမှန်ဝင်ရောက်ကြီးစုပေးတဲ့အမေသားသမီးမောင်နှမတွေကျွန်တော်ညီကိုတွေတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါသည်ဖြင့်